မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ Match 9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းကြံမြို့အမှတ်18ရပ်ကွက်မှာရှိတဲ့စစ်ကောင်စီတပ်အထိုင်းစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သား၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် Match 3ရက်နေ့မနက်09:05မိနစ်ခန့်မှာမြင်းကြံမြို့အမှတ်18ရပ်ကွက်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့အထိုင်းစခန်းကိုတော်လိုင်းတပ်ဖွဲ့များကပျောက်ကြားဆက်နဲ့အနီးကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၄ဦးတေဆုံးပြီးထိခိုက်ဒဏ်ရာရှိသူတွေလည်းများပြားတယ်လို့သိရပါဗျ။လက်နက်ခဲယမ်းတွေတော့ကောက်နိုင်ခဲ့ခြင်းမရှိပါဘူး။တိုက်ခိုက်မှုကတော့15မိနစ်မိနစ်20လောက်ပဲကြာပါတယ်။ ်စစ်ခွေးလေးကောင်သေးတယ်သေတဲ့သူတွေကိုအထကနဲ့ကြောင်းထဲမှာအခေါင်းပုံးနဲ့ပြင်ပြီးတော့ထားရတယ်ဒဏ်ရရတဲ့အရေးအတွက်တော့မသိခဲ့ရဘူးလူနာတင်ကားတွေနဲ့လာခေါ်သွားတာပါနင်းချန် Black Tiger အဖွဲ့အနေနဲ့ရန်သူနဲ့ပတ်သက်ပြီးတော့ဘယ်နေရာမှာပဲဖြစ်ဖြစ်တိုက်ခိုက်သွားမှာဖြစ်ပါတယ်ပြည်သူလူထုအနေနဲ့လဲတော်လန်ရေးကိုအကောင်းဆုံးဆုံးနိုင်တဲ့နေရာကနေပြီးတော့ပါဝင်ခွင့်ကြီးပေးကြဖို့ကိုမြစ်တာရက်ခံကြပါတယ်လို့မြင်းကြံ Black Tiger MPD တပ်ဖွဲ့ခေါင်းဆောင်ဘုံမိုက်ခဲကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုမြင်းကြံ Black Tiger MPD တပ်ဖွဲ့နဲ့အတူမဟာမိတ်များဖြစ်ကြတယ်ဗိုလ်စားပ ျောက်ကြားတပ်ဖွဲ့နဲ့ BGF တပ်ဖွဲ့တို့ကပူးပေါင်းကာလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ဘကိုးတိုင်းကြောက်ချင်းမြို့နယ်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့စခန်း၃ခုကိုတပြိုင်တည်းထဲဝင်ရောက်တိုက်ခိုက်ရာ စစ်သား6ဦးတေဆုံးပြီးလက်နက်ခဲယမ်းများကိုတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်ချ်လာ၁ရက်နေ့မနက်6:30မိနစ်ခန့်မှာကြောက်ကြီးမြို့နယ်အတွင်းမှာရှိတဲ့တောင်စုကျေးရွာနဲ့တမန်ခေါ်ကျေးရွာတို့မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ရဲ့စခန်း၃ခုကိုပြည်သူ့ကာကွယ်တပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သား6ဦးတေဆုံးပြီးအများပြားဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားများအုံပြုတဲ့ MA1 အမျိုးအစားတပ်နဲ့တလက် ား MAG 925တောင်ကြီပေါက်6ခုအခြားကြီပေါက်3ခုကြီကအုတ်ထုတ်6လုံး RPG 3လုံး ့ RPG ပို့ရန်နှစ်ခု60မမဘုံဒီခုနှစ်လုံးအင်နာက MA 3ခုမိုင်းရှာဇက်တစ်ခုနဲ့ဂျမ်မာဇက်တစ်လုံးတို့ကိုလည်းတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကို KNL တိုက်ရင်ကိုတိုက်ရင်ရှင်နဲ့ပြည်သူ့ကာကွယ်တပ်မတော်အထူးကွန်မန်ဒိုတိုက်ရင် P2914 တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထူးကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်တွင်းမှာကွင်းချောင်းဝရွာနဲ့ ရွာကြီးအင်းရွာမှာအထိုင်ကျတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ကြီးများနဲ့ပစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ညနေ9:45မိနစ်အချိန်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ကြောက်ကြီးမြို့နယ်အင်းနက်ရွာကိုအကြမ်းဖက်စစ်တပ်က Wild Trap လေးရဲနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့ရာအသက်နှစ်နှစ်အရွယ်ကလေးငယ်တအူးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်လေးလုံးထဲမှာနေထိခိုက်ပျက်စီးခဲ့ရာကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းမင်းလာမြို့နယ်မှာစစ်မှုထမ်းခြင်းမပေးတဲ့ပြည်သူများကိုစစ်တပ်ခေါ်ပြီးတော့ဖမ်းဆီးခိုင်းနေတယ်။ပြူစောတိခင်မဝင်းကိုပြစ်ခတ်တိုက်ခတ်ရာတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ၄ရက်နေမွန်လွယ်တနအီ၁၀မိနစ်ခန့်မှာမင်းလာမြို့နယ် ဥရောမြန်မာစုဂျေးပါမှာနေထိုင်တဲ့ပြူစောတိခေမောင်ဝင်းကိုတာကလေးရွာရန်ကုန်ပြည်လမ်းပိုင်းမှာရှိတဲ့ဇယက်ထဲမှာထိုင်နေတဲ့အချိန်တာယာဝတီခရိုင်တရင်33ညနဲ့တက်ခွဲ3တက်ခွဲနဲ့နဲ့မင်းလာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့တို့ကပူးပေါင်းကပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းပြစ်ခတ်တိုက်ခိုက်မှုအတွင်းမှာပြူစောတိခေမောင်ဝင်းဟာဥကောင်းကိုတနက်ကြီးစံတစ်ချက်ထိမှန်ခဲ့ပြီးတော့ပွဲချင်းပြီးတေဆုံးသွားတယ်လို့သိရပါတယ်။အဲ့ဒီတေဆုံးသွားတဲ့ခေမောင်ဝင်းစီကနေပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ဆက်သွယ်ထားတဲ့ဖုန်းတစ်လုံးကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။ ူစောတိခင်မောင်ဝဲဟာစစ်မှုထမ်းခြင်းဆိုပြီးတော့ငွေကြေးများကိုအတင်းကျပ်ကောက်ခံပြီးပတ်စံမပေးတဲ့သူတွေကိုစစ်တပ်ကိုခေါ်ပြီးတော့ဖမ်းဆီးခိုင်းခြင်းစစ်တပ်ထမ်းကိုမမှန်သတင်းတွေပေးပြီးတော့ပြည်သူများကိုဖမ်းဆီးခိုင်းခြင်း တော်လိုင်းရေးတပ်ဖွဲ့များရဲ့တော်လာလှုပ်ရှားမှုများကိုစုံစမ်းထောက်လှမ်းပြီးတော့စစ်တပ်ထံကိုပြင်ပေးခြင်းများကိုလှုပ်ဆောင်နေတဲ့အတွက်ကြောင့်တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။ပြူစောတိခင်မောင်ဝင်းကတာကလေးရွာရန်ကုန်ပြည်လမ်းဘေးမှာထိုင်နေတဲ့အချိန်ကျွန်တော်တို့ပူပေါင်းတပ်ဖွဲ့တွေကသူ့ကိုထွက်မပြေးနိုင်အောင်ပိတ်ဆို့ပြီးတော့မှခေါင်းကိုကြီးစံတစ်ချက်နဲ့အပြတ်ရှင်းလိုက်တာပါ။ဒီကောင်ကစစ်မှုထမ်းကြီးတွေကိုလည်းအတင်းအကျပ်ကောက်နေတဲ့အပြင်ပတ်စံမပေးတဲ့သူတွေကိုစစ်တပ်ကိုခေါ်ပြီးတော့ဖမ်းခိုင်းလို့လူငယ်တွေဆိုတာအိမ်မှာမနေရကြဘူး။ လူငယ်တွေကိုပေါ်တာဆွဲရမှာလဲသူကိုယ်တိုင်လိုက်ပါပြီးတော့ဖမ်းဆီးတယ်သူကိုအရင်ကလေးကရှင်းဖို့လုံနေတာဒီကောင်ကကံကောင်းပြီးတော့လွတ်နေတာဒီနေ့မှထိတ်တိုက်တွေ့တော့ရှင်းလိုက်တာပါလို့တာယာဝရီခိုင် PDF ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်ဆက်လက်ပြီးတော့လည်းပြည်သူများနဲ့တော်လိုင်းတစ်ဖွဲ့များကိုဒုက္ခပေးနေကြတယ်အကြမ်းဖက်စစ်တပ်ထောက်တိုင်များကို အချိန်ဟုန်မြင့်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့၎င်းတို့နဲ့အနီးမှာသွာလာနေထိုင်ခြင်းမျိုးလုံးဝလုံးဝမပြုတ်လုကြရန်တရားဝတိခရိုင်တရင်33ညနဲ့တက်ခွဲ3ကအတိပေးနှိုးဆော်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းမြင်းမှုမြို့နယ်မှာကင်းမုံဝရံထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုလက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခဲ့ရာစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ၂ရက်နေကမြင်းမှုမြို့နယ်အတွင်းကင်းမုံဝရံထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်၂၀ခန့်ကိုတော်လိုင်းတပ်ဖွဲ့များကလက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိတော်လဲအရေးအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။မြင်းမှုမြို့နယ် ေးပင်တော်ဖုံးကြီးเจ้าကနေကင်းမုံဝတ်ဖို့ထွက်လာတဲ့စစ်ခွေးအကောင်20လောက်ကို60မမနဲ့ဆက်လက်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါစစ်ခွေးအသေးစင်းကတော့အတိအကျမသိရသေးဘူးထိခိုက်တာတော့ရှိတာပေါ့ကျွန်တော်တို့ရဲ့ CDSOM ဗိုလ်ဆက်ကြစစ်ကြောင်းတပ်ဖွဲ့တွေပဲလှုပ်ဆောင်ခဲ့တာပါကျွန်တော်တို့ရဲ့တပ်ဖွဲ့မှာရဲဘော်အစ်စ်တွေရောက်နေလို့ရိတ်ခါနဲ့ကြီးစံတွေလိုအပ်နေပါတယ်တော်လန်ပြည်သူတွေကိုကူညီပေးဖို့အတွက်မြစ်တာရက်ခံကြပါတယ်လို့ CDSOM ဗိုလ်ဆက်ကြစစ်ကြောင်းကရဲဘော်စမာကပြောပြထားပါတယ်အလားတူပဲတနင်္သာရီတိုင်းဗိမ့်မြို့နယ် တုံးမျောကြီးကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့အထိုင်စခန်းကိုရှော့တိုက်ဒုံးနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဗိတ်ပြည်သူကာကွယ်အဖွဲ့ပကဖကတာဝန်ရှိသူတို့ကပြောပြထားပါတယ်မက်ရှလာ၂ရက်နေည9နာရီခန့်အချိန်မှာဗိတ်မြို့နယ်တုံးမျောကြီးကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့အထိုင်စခန်းကို ဗိတ်ပြည်သူကာကွယ်အဖွဲ့ကရှော့တိုက်တုံးနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ရာတုံးပြောကြီးစခန်းအတွင်းကိုကြောက်ရောက်ပြီးတော့ပောက်ခွဲခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းမဲ့စစ်ကောင်စီတပ်သားများထိခိုက်ဒိဆုံးမှုရှိနိုင်ပြီးတော့စစ်ကောင်စီတပ်သားများကလက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တမ်းပြစ်ခတ်ခဲ့တော့လေတော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါ။စစ်ခွေးစခန်းအတွင်းကိုကြောက်ရောက်ပောက်ခွဲတာဆိုတော့ထိခိုက်မှုတော့ရှိနိုင်ပါတယ်။အရေးအတွက်ကိုတော့ဆက်လက်ပြီးတော့စုံစမ်းနေပါတယ်။အဲ့ဒီစခန်းမှာကစစ်ခွေးအင်အား30လောက်ရှိပါတယ်လို့ ်ဗိတ်ခရံပြည်သူကာကွယ်အဖွဲ့ပကဖကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းချောင်းမြို့နယ်ကင်မွန်းတော်ပြူစောတိရွာကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိပြီးစစ်တပ်တပ်ဆွဲထားတဲ့နေအိမ်နှလုံးမိလောင်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာနှဲ့ရက်နေ့မွန်လွယ်တနအိခွဲအချိန်ကမှ၆ဦးမျိုးနယ်မှာရှိတဲ့ကင်မွန်တော်ပြူစောတိရွာကိုတော်လိုင်းတပ်ဖွဲ့များကလက်နက်ကြီး40မမ60မမများနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုများပြားပြီးတော့ရေတွက်ကိုအတည်ပြုနိုင်ချက်မရှိသေးဘူးလို့ပြောပါတယ်။လက်နက်ကြီးကြီးများဟာပြူစောတိကျေးရွာအတွင်းဘန်ကာများနဲ့စစ်ကောင်စီတပ်သားများတပ်ဆွဲထားတဲ့နေအိမ်များပေါ်ကိုကြားရောက် ွားကွဲခဲ့ပြီးတော့နေအိမ်နှလုံးမီးလောင်ပြကျသွားတယ်လို့သိရပါတယ်60မမက10လုံးနဲ့60မမက15လုံးပြစ်ခတ်တိုက်ခိုက်ခဲ့တာပါမြပလဲဘက်ကစစ်ခွေးတွေကလည်း120မမလက်နက်ကြီးတွေနဲ့ပြန်ပစ်တယ်နောက်ပြီးတော့ညကြတော့လေဟော်ဝဇာတွေနဲ့ပြန်ပစ်တာရှိတယ်တော်လိုင်းမဟာမိတ်တွေအလုံးကတော့အထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ပြူစောတိတွေအထိနာတယ်တေစီရင်ကိုတော့အတိအကျမသိရသေးဘူးပြူစောတိရွာတွေကစစ်ခွေးတွေတက်ဆွဲထားတဲ့နေအိမ်နှလုံးနဲ့မီးလောင်သွားပါတယ် ဘန်ကာကိုလက်နက်ကြီးထိမှန်ပါတယ်ကျွန်တော်တို့အဖွဲ့ကတော့စာလင်ကြီးမျိုးနဲ့အခြေဆိုင်အဖွဲ့ဖြစ်ပေမဲ့6ဦးနေတဲ့အထိကိုတွားပြီးတော့ပြစ်ခတ်ခဲ့တာပါလို့မုံရွာ inventor ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတိုက်ခိုက်ရေးခေါင်းဆောင်ဘုံမိုးတောက်ကပြောပြထားပါတယ်၎င်းတိုက်ခတ်မှုကိုမုံရွာ inventor အဖွဲ့နဲ့အတူ triple 2တောင်းရစာနဲ့ဒေသကာကွယ်ရေးအဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတဝမ်းလုံးမှာရှိတဲ့စေတက္ကသိုလ်များကကြောင်းစင်းပြီးကျမ်းမာရေးဝန်ကြီးဌာနမှာအမှုမထမ်းလိုသူများကိုဆရာဝန်ဘွဲ့မပေးဘဲအမည်ပြစရင် black list ထဲသွင်းပြီးတော့ပြည်ပထွက်ခွင့်ပိတ်ပင်မှုများကိုမင်းအောင်လှိုင်ရဲ့အမိန့်နဲ့ကျမ်းမာရေးဝန်ကြီးတက်ခိုင်ဝင်းကလှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီလက်အောက်ကကျမ်းမာရေးဝန်ကြီးဌာနကစီမံခန့်ခွဲလျက်ရှိတဲ့စေတက္ကသိုလ်များမှာပညာသင်ယူမှုပြီးဆုံးသွားပြီတဲ့နောက် နိုင်ငံဝန်ထမ်းမလုပ်သူများကိုစေပညာဘွဲ့မပေးတော့ဘဲအမည်ပြစရင် blacklist ထဲသွင်းခြင်းပြည်ပထွက်ခွင့်များကိုပိတ်ပင်ခြင်းများလုပ်ဆောင်နေတယ်လို့သိရပါတယ်။အခု match လာအတွင်းမှာစစ်ကောင်စီလက်အောက်ခံကျမကြီးဝန်ကြီးဌာနကျမကြီးနဲ့လူဆွမ်းအရင်းအမြစ်ဦးစီးဌာနစစ်တပ်ကတို့များက16ကြိမ်မြောက်18ကြိမ်မြောက်18ကြိမ်မြောက်ဝယ်နေတဲ့ပင်အခမ်းအနားများပြုလုပ်ပြီးတော့ဆရာဝန်ဘွဲ့များကိုပေးနိုင်ရန်ဝယ်နေတဲ့ပင်ရှောက်လွှာတွေခေါ်ယူခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဝယ်နေတဲ့ပင်အခမ်းအနားများမှာစစ်တပ်ကတို့မှပညာသင်ယူမှုပြီးဆုံးပြီးတဲ့နောက် နိုင်ငံဝန်ထမ်းမလုပ်သူများကိုဆရာဝန်ဘွဲ့ပေးမှာမဟုတ်ဘူးလို့ပြောဆိုလိုက်ပါတယ်။ဝန်ထမ်းမလုပ်သူများအားလုံးကိုအမည်ပြစရင် blacklist ထဲကိုသွင်းပြီးတော့ပြည်ပထွက်ခွင့်များကိုပါစစ်ကောင်စီကပိတ်ပင်လိုက်တယ်လို့သိရပါတယ်။အခုလိုမျိုးပိတ်ပင်မှုများကိုလှုံ့ဆော်မှုဟာမင်းအောင်လှိုင်ရဲ့တိုက်ရိုက်ညွှန်ကြားချက်အရာ ကျမ်းမာရေးဝန်ကြီးတက်ခိုင်ဝင်းကအကောင့်ထဲပေါ်ဆောင်ရွက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်းဆောင်ကစစ်အာဏာသိမ်းတဲ့အချိန်မှာဆရာဝန်များနဲ့ကျမ်းမာရေးဝန်ထမ်းများအားလုံးက CDM လုတ်သွားခဲ့ခြင်းအပေါ်ကိုအညိုတကြီးနဲ့ပြန်လည်ပြီးတော့တုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်တယ်လို့နေပြည်တော်ကျမ်းမာရေးဝန်ကြီးဌာနအတိုင်းဝိုင်းကပြန်လည်ပြောပြထားပါတယ်။ဝန်င်းသဘင်ကြီးညာချက်အရကျွန်တော်တို့လိုနောက်ဆုံးနှစ်အပိုင်းခါ 6မြင်းဆောင်2018အတန်းကိုတင်ယူပြီးမြောက်အောင်မြင်ပြီးတဲ့သူတွေအကျုံးဝင်နေဆိုလို့စေတက်ကတော့မကွေးစာမေးပွဲနဲ့ဘွယ်နှင်းတပင်ဌာနစိတ်ကိုစက်တွေကြည့်တဲ့အခါမှာအစိုးရဝန်ထမ်းလုံနေတဲ့သူတွေကိုပဲဘွယ်ပေးမယ်လို့ပြောတယ်အဲ့ဒါကစေတက်ကတော့1ရန်ကုန်စေတက်ကတော့2ရန်ကုန်နဲ့စေတက်ကတော့မန္တလေးတွေမှာအားလုံးမှာဖြစ်နေတာပါလို့ စေတက်ကတော့ကနေကြောင်းပြီးခဲ့တဲ့ဒုတိယဦးကပြန်လည်ပြောပြထားပါရယ်စေတက်ကတော့နောက်ဆုံးနှစ်အပိုင်းခါ6မြင်းဆောင်2018အတန်းကိုတင်ယူပြီးမြောက်ထားသူများဟာ2020ခုနှစ်ဒီဇင်ဘာလကုန်မှာအလုတ်တင်ပြီးဆုံးခဲ့တဲ့အတန်းဖြစ်တဲ့အတွက် စစ်အာဏာသိမ်းတဲ့ဖြစ်စဉ်မတိုင်မီကပဲကြောင်းပြီးခဲ့တဲ့သူတွေဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့စစ်ကောင်စီကကျမ်းမာရေးလောကကဆရာဝန်များကိုအညိုတကြီးနဲ့ပိတ်ပင်မှုများလှုံ့ဆော်နေခြင်းဖြစ်တယ်လို့စစ်တပ်ကတော့အတိုင်းဝိုင်းကပြောဆိုနေကြပါတယ်။2012ခုနှစ်စေတက်တို့ဝင်ခွင့်ရှောက်ထားခဲ့တဲ့အချိန်ကဘွဲ့ရပြီးတဲ့အခါမှာနိုင်ငံဝန်ထမ်းအဖြစ်နဲ့၃နှစ်တာဝန်ထမ်းဆောင်ရမည်သို့မဟုတ်မထမ်းဆောင်နိုင်မှာကမြန်မာ့ကျပ်ငွေ၁၀သိန်းပေးတော်ရမယ်ဆိုပြီးတော့ခံဝန်ဂရိထိုးခဲ့ရတယ်လို့သိရပါတယ်။ဒါပေမဲ့ယခုအခါမှာစစ်ကောင်စီကနိုင်ငံဝန်ထမ်းမလုပ်တဲ့သူတွေကို ဝေကျက်စေသိမ့်ပေးရခြင်းကိုလုံးဝလက်မခံတော့ပဲဆရာဝန်ဘွဲကိုမပေးခြင်းပြိပထွက်ခွင့်မပေးခြင်းအမည်ပြစရင် blacklist တဲကိုတွင်းခြင်းမဟာဘွဲနဲ့ဘွဲလုံးများကိုလည်းဆက်လက်စီးပူးခွင့်မပြုခြင်းများကိုလုံဆောင်လာခြင်းဖြစ်ကြောင်းတရင်ရရှိပါれခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံကန်ချနာဘူရီ KI မှာမက်လ၄ရက်နေ့မနက်ပိုင်းကတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား၁၄ဦးဖမ်းဆီးခံရရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်မတ်လ၄ရက်နေ့မနက်ပိုင်း၃နာရီဝန်းကျင်အချိန်မှာမြန်မာအလို့သမား၁၄ဦးလိုက်ပါလာတဲ့ကားကိုထိုင်းအာဏာပိုင်များကတားဆီးစစ်ဆေးတဲ့အချိန်မှာအခုလိုမျိုးဖမ်းဆီးရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ကားသမားဟာထွက်ပြေးသွားပြီးတော့ဖမ်းဆီးရရှိထားတဲ့မြန်မာနိုင်ငံသား၁၄ဦးထဲမှာအမျိုးသမီး၂ဦးနဲ့အမျိုးသား၁၂ဦးပါဝင်တယ်လို့သိရပါတယ်။မြန်မာနိုင်ငံသားများဟာဖျားတုံးစုကနေတစ်ဖက်နေဆက်ဖြတ်ကျော်ဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါတယ်ပြီးတော့တအူးကိုထိုင်းဘက်ဝင်2000ပေးဆောင်ရန်သဘောတူညီပြီးတော့ ထိုင်းနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပြီးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ